ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းပွားတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါအကျန်းဖက်စစ်တပ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့မြမဆန်စပါးလုပ်ငန်းဟာကမ္ဘာဆန်ဈေးအကျမှာတောက်မခံနိုင်ပဲပြည်ပဆန်ဈေးကွက်ပျောက်လာပြီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချတဲ့ဂွင်းဆက်ကြီးတစ်ခုလုံးအကျက်တဲတွေနဲ့စိုးစိုးရွားရွားရင်ဆိုင်လာရပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါရရှင် မြန်မာတနိုင်ငံလုံးရဲ့ဈေးကွက်အကြီးဆုံးဖြစ်တဲ့ဆန်ဈေးကွက်တရှိရာရန်ကုန်မြို့ကဘီးရင်တောင်နဲ့ဝါရန်ဆန်ကုန်စည်တိုင်းမှာဆန်အယောင်းဝယ်တွေအေးနေပြီးကန္နာလမ်းမှာရှိတဲ့ဆန်ဂိုဒေါင်တွေမှာလည်းဆန်တွေမယောင်းရလို့ဂိုဒေါင်တွေနဲ့အပြည့်ဖြစ်နေပါတယ်။မြန်မာဆန်ပြည်ပတင်ပို့မှုပမာဏရဲ့ဆယ်နှစ်စာလောက်ဖြစ်တဲ့ဆန်တန်ချိန်24တန်းကိုအိန္ဒိယနိုင်ငံကထုတ်ရောင်းချိန်မှာဆန်တန်ပေါက်ဈေးကဒေါ်လာ100ကျော်ဈေးကျတော့ရမှာမြန်မာဆန်ကုန်သည်တွေကမ္ဘာဆန်ဈေးကွက်မှာအိန္ဒိယနဲ့ရှင်မယောင်းနိုင်တော့ပဲဆန်တင်ပို့မှုကိုရန်နာထားရတာဖြစ်ပါတယ်။ဒါကြောင့် န်းတဲ့ဇကွဲမှာဇကွဲဈေးကကပုံမှန်ရှိနေတဲ့အတွက်ဇကွဲဈေးဟာစံဈေးအထက်ရောက်လာပုံကိုစံကုန်တဲ့တူကအခုလိုပြောပါတယ်။စံတယ်ဘယ်လောက်ကြီးကြလဲဆိုတော့ရေလုံးဝဈေးလေ။300ကျော်လောက်ကြပါတော့။ဟိုးရေလုံးဝဈေးဆို400ကျော်လောက်ကြ။အခုလည်းရှိတယ်300အောက်ရောက်တယ်300အောက်ရောက်နေတာကြောပထမဈေးက400ကျော်500ကျော်600လောက်ရောက်နေတာဖြစ်တယ်အခု300အောက်ဆိုတဲ့ဈေးကဈေးဈေးဖြစ်သွားတယ် အမွေးလူစည်းတော့ပြောအခုစကွဲကလူဆောင်တယ်သူစည်းကွက်စကွဲကြီးဒီဝန်လူပြီးဝန်လူကစည်းမြေပြီးတော့သူစံစည်းကစကွဲစည်းအောင်ချော်ရအောင်သူစံကြည့်တဲ့ကွာ you know as you say ဦးချမဆုံးလို့ ။စကွဲကိုတရုတ်ပါဝင်အာရှနိုင်ငံတချို့နဲ့ Netherlands, Belgium စတဲ့ဥရောပနိုင်ငံတွေကလည်းပုံမှန်ဝယ်ယူကြပါတယ်။ဒါကြောင့်၁၈ပေါင်ပါစကွဲတစ်အိတ်ကိုကျပ်48,500ရှိနေပြီးစံတစ်အိတ်ကတော့ကျပ်46,000ရှိနေပေမဲ့စံဈေးကွက်ကတွက်မလာပဲဈေးကျပြီးအယောင်အေးနေတာဖြစ်ပါတယ်။ ဒါအပြင်အကြံဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တနိုင်ငံလုံးကိုထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အခါရခိုင်ပြည်နယ်ချင်းပြည်နယ်ကအစအချို့တိုင်းနယ်ပြည်နယ်တွေမှာလည်းပြည်တွင်းစံကုန်သွယ်မှုကိုတားဆီးနေတာတွေရှိပါတယ်။ဒါကြောင့်စံပိုဒေသတွေကနေစံလိုတဲ့ဒေသတွေကိုကုန်စည်စည်းစိမ်မှုပြတ်တောက်သွားတဲ့အတွက်ပြည်တွင်းစားသုံးနေတဲ့တန်ချိန်ရှစ်တန်းခွဲလောက်ကလွတ်လွတ်လပ်လပ်ကုန်သွယ်လို့မရပဲစံပိုဒေသတွေမှာစံတွေပိတ်မိနေတာလည်းဖြစ်ပါတယ်။ဒါအပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာလည်းလူသေးဆုံးတာရွှေ့ပြောင်းလွတ်သားများဖြစ်နိုင်ငံရဲ့ခြားကိုပြောင်းရွှေ့သွား ားကြတာစရတွေကလည်းပြည်ရင်းစားသုံးမှုကိုရော့ကျသွားစေတယ်လို့စံကုံတွေတွေကသုံးသပ်ပါတယ်။တခါမှမပြူဘူးတဲ့ဟာ။ဟိုဟာဟိုဒီလိုဒီလိုသကွဲသေးကဒီဟိုဟိုဒီသကွဲသေးကဒီလိုအမုံပါတဲ့သကွဲသေးကဒီဆန်စည်းတဲ့မြင်။ကိုစံဝယ်တဲ့လူကိုမရှိတာ။လေးတော့ဝယ်ဆိုလဲရောင်းမယ်ဆိုတော့ရောင်းတဲ့လူရှိတယ်။ဟိုဝယ်ဝယ်မယ်လူရှိတယ်။ဒီသကွဲထဲမှာဟိုလိုဆတ်ဆန်ဒီပါဝိုင်းပြန်တော့ကွာ။ဆန်ဝယ်တဲ့လူရှိတယ်။ဒီဝယ်ချင်တယ်တော့ဖျော်ဖျော်ပြောပြ ဒီနေ့သာသမှုဘာတွေလုပ်တာ။နောက်အပြင်အပြင်လကားထွက်မှုအလန်းချောင်းလည်းမရှိဘူး။အဲ့တော့ဒီဆံဒီကောက်ကဝယ်လို့မရှိဘူး။ဒီစဝဲသေးမြင့်နေတော့အစ်စုတမားဝယ်လို့စဝဲသေးကမြင့်တယ်။ဆံအောင်ကျတော့အစ်စုတမားမဝယ်ဘူး။အဲ့လိုကြောင့်အဝဲသေးကဟိုဆံကထွက်လာတဲ့ကျိုးကြီးတဲ့ဆံသေးကဆံအကောင်းတဲ့ပူစင်းမြင့်ဟုတ်ကဲ့ပြည့်။ ရန်ကုန်မြို့ကလှဲတန်း၊ကိုင်းတန်း၊စေအိုတန်းနဲ့မော်တင်ဆတဲ့စိတ်ကန်းတွေက ERR ကပို့သမျှဆန်တွေရန်ကုန်ဈေးကွက်ကိုတင်ပို့ရာစိတ်ကန်းတွေဖြစ်ကြပြီးအခုလိုဆန်ရောင်းမကောင်းလို့စိတ်ကန်းကဂိုဒေါင်တွေမှာဆန်တွေပုံနေတဲ့အခါဆန်သင်းမောတွေလည်းပုံမှန်စိုက်ကပ်နိုင်တာမရှိတော့ပါဘူး။ဒါပြင်ရန်ကုန်မြို့ကနေစီးဝင်စီးထွက်တဲ့အခြားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလည်းတဖြည်းဖြည်းကျဆင်းလာတဲ့အတွက်ကမ်းနားကကုန်တင်ကုန်ချလုပ်သားတွေမှာလည်းအကျပ်တဲတွေဖြစ်လာပါတယ်။ဒီအခြေအနေကိုစိတ်ကန်းလုပ်သားတအူးကအခုလိုရှင်းပြပါတယ်။ You know what? ုတ်ပေါင်းတယ်လူခေလာလာကောင်းတော့ခုတော့ခင်းနေညီလုတ်တယ်လူနည်း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 ပါပါလားအရင်ရတဲ့ဆန်တော့ခုကပုံတုံးခံကြတော့သူကလည်းဒီကတော့လေတော့လေပတ်တယ်အရင်လိုတော့မရတော့အရင်တော့ဆိုရင်တော့အလုံးလုံးတော့အလုံးတွေကစံသိမိုးလေးတွေလည်းအေးရန်လာသွားလာအခုကျော်လေလမ်းညုံးတွေပိတ်တာနဲ့ပုံသေးနှုံးတွေတက်တာနဲ့သူလည်းသူတို့အခက်အခဲတွေရှိမှာပေါ့အားကြောင့်ဘူပါသူတို့ ်နဲ့ဒုက္ခရောက်ကြတယ်။လက်တလောမှာမိုးရသည်မတိုင်ခင်ကြံကာလလောက်ခတဲ့ကအချောက်ကျဲဆိုင်ပြိုးထားတဲ့စဘာတွေပေါ်နေပြီဖြစ်ပြီးအခုလိုပြပဝဲလက်မရှိလို့စံစည်းကြတဲ့အခါစဘာစည်းဟာစဘာတရားသည့်၃လအတွင်းတောင်သူမိသားစုကသမင်းမစားပဲအငတ်ခံဆိုင်ပြိုးမယ်ဆိုရင်တော့ရင်းနှီးထားတဲ့ဆိုင်ပြိုးစရိတ်အရင်အနှီးကိုတော့ပြန်မရပဲဆူဆူရွရွအဆုံးရှုံးနေတဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဆန်ဈေးကွက်ရဲ့အခြေအနေပေါ်မူတည်ပြီးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေကိုဆန်ကုန်းတဲ့တူကအခုလိုပြောပါရစေ။ဟိုဟာဒီလိုပြောပါမယ်ဆိုတော့ စဘာသမားဆိုင်မဲ့လူရှိမှမဟုတ်ဘူး။အခုတော့လေဝင်စရိတ်တော်မှာအခုလေသမားနှစ်ခါဆိုင်ရခရူးကြိုက်လို့နှစ်ခါဆိုင်တော့မှာနှစ်ခါဆိုင်ရသူ့ရဲ့လေဝင်စရိတ်က၅လေးလို့သူက၁၀လေးဆိုင်ရတယ်။အဲ့ဒီကပြတ်ထွက်လာတဲ့စဘာကို၅သိန်း၆သိန်းလောက်ပဲမရှိဘူး။ဒါပေမဲ့တော့ဘယ်နေရာမှာလဲဆိုင်မှာမဟုတ်ဘူး။အကြံဖက်စစ်တကစပားစည်းအပြင်အခြားသီးနှံဈေးတွေစိုးစိုးရွားရွားကျဆင်းနေတဲ့အပေါ်မှာပစုံတရာတုံ့ပြန်ဆောင်ရွက်တာမရှိသေးပါဘူး။ ဒါပြင်2018ခုနှစ်မတ်လ6ရက်နေ့ကလေးကနိုင်ငံတော်ရဲ့အတိုင်ပင်ခံတောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရလက်ထက်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တောင်သူတွေမှာအခုလိုစပားသေးတွေကြလာရင်တောင်သူမနစ်နာအောင်အခြေခံရည်ညွှန်းစေတတ်မှတ်ထုတ်ပြန်ခဲ့တာကိုလည်းအခုနှစ်မှာထုတ်ပြန်နိုင်တာမရှိသေးပါဘူး။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်။